င်္ဂလာပါခင်ဗျာမင်္ဂလာပါရှင်ဒီနေ့မက်လာ၁၄ရက်နေ့အတွက်သတင်းစာဘောကဖတ်စရာအစီအစဉ်ကိုတော့ကျွန်တော်အာကာနဲ့ကျွန်မခရင်ဆိုတော့ကတင်ဆက်ပေးသွားမှာပါဟုတ်ကဲ့ပါညွှန်ရည်ကဒီနေ့အတွက်ကတော့ဒါမျက်နှာဖုံးသတင်းတွေပေါ့နော်မျက်နှာဖုံးသတင်းတွေကတော့ဒါပရမောက်တော့70 daily ပါဟုတ်ကဲ့ဒါကုဆက်မြန်အုံနောက်မိအောင်ယောဂါတဲ့အချိန်မီကုသမှုမခံယူပါကအသက်ဆုံးရှုံးနိုင်ဆိုတဲ့သတင်းလေးဖြစ်ပါတယ်ဒါကတော့70 daily ရဲ့မျက်နှာဖုံးပါ အခုလက်တလုံးမှာလည်းဒါတော်တော်လေးကိုဟုတ်ကဲ့ဒီအောင်မအောင်ယောဂာနဲ့ပတ်သက်ပြီးတော့နော်ဟုတ်ပါလိမ့်မယ်ပြောများလာပြီးတော့ဟိုကဖြစ်လာကြစိတ်ဝင်စားမှုမြင့်တက်လာပြီဟုတ်ပါပဲနောက်တစ်ခုကတော့ဒါ daily 11သတင်းစာရေးမျက်နှာဖုန်းပါပါတလက်ကျ3000နဲ့နေထိုင်ခွင့်ရမယ်တဲ့မဟာဗန္ဓုလအငှားအရာကိုရှောက်ထားသူ3000ခွင့်နဲ့ပေါင်မဲရေအတွက်1400ကိုမဲနိုင်ရွေးချယ်ဆိုတဲ့သတင်းဖြစ်ပါတယ်ဒါကတော့လည်းဒါပြီးခဲ့တဲ့လပိုင်းနဲ့တော်တော်လေးခက်စားနေတဲ့ဟုတ်ကဲ့ ဒါငှားအိမ်ရပါဟုတ်ကဲ့ပါဒါနောက်တစ်ခုကတော့ဒါပြည်မြန်မာနေစဉ်သတင်းစာရေးမျက်နှာဖုံးအောင်ပါညီမရေဒါအများပြည်သူစိတ်ဝင်စားနေတဲ့သတင်းတစ်ခုလေးဖြစ်ပါတယ်ဒုတိယသမရများသမရရေချင်းပြည့်မီမှုရှိမရှိယနေ့ပြည်တော်စုထွက်တော်လည်းဖက်ကြားပြီဆိုတော့သတင်းခေါင်းစဉ်လေးဖြစ်ပါတယ်ဒါကတော့ဒီနေ့အတွက်ဒါရွှေ့ချထားတဲ့မျက်နှာဖုံးသတင်းတွေပါညီမရေဟုတ်ကဲ့ဒီနေ့ထုတ်လေး The Voice Daily စာမျက်နှာ6ကအိရာပေါ်လေးရွှေ့ချထားပါတယ်ဟုတ်ကဲ့ပါဒါတော့ဒီဒုတိယသမရရဲ့မှာဒီတမရဘက်ကရွေးလိုက်တဲ့ တမရဒုတိယတမရလောင်းပေါ့နော်အဲ့ဒါပတ်သက်ပြီးတိအဲ့ဒါရေးသားထားတာပေါ့နော်ဟုတ်ကဲ့ပါသူကတော့ဒီပေးထားတော့တမရဦးမြင့်ဆွေနဲ့အမျိုးသားအကျိုးစီးပွားဆိုတဲ့ခေါင်းစဉ်ပေးထားရဲပေါ့နော်ဒီပြောင်စုလွတ်တော်တက်မရာတင်ကြလိုက်တဲ့ဒုရတမရာလောင်းတရဝင်းထုတ်ပြန်ပြီးရနေတာပေါ့နော်ဒီမူလအခမ်းမန်းထားတဲ့သတင်းထွက်ထားတဲ့မဟုတ်ပဲနဲ့ပေါ့နော်ဒီဥမျက်စီဖြစ်သွားတဲ့ကိစ္စပေါ်မှာဒီ online လူမှုရေးကိုရဲတီတော့ဘယ်သူမှမဖြစ်နိုင်တဲ့အတွက်ဒီကြက်ထားခဲ့တဲ့ကိစ္စကိုသူကရေးထားရပေါ့နော်အဓိကဘာဖြစ်လို့အဲ့လိုဖြစ်ရလဲဆိုတော့အကြောင်းရင်းကတော့ဒီ 1988နောက်ပိုင်းမှာပြည်သူလူထုကိုငြိမ်ဝင်းပြပြဖို့အတွက်အထူးတာဝန်ပေးစေခိုင်းရသူဖြစ်တဲ့အပြင်နဲ့အငိမ့်စားဗိုလ်ချုပ်မှုကြီးတန်းရွှေဇနီးဖြစ်သူနဲ့ဆွေမျိုးတော်ဆက်သူတဲ့သို့မဟုတ်ဒီ၎င်းတို့ရဲ့လူယုံတွေဦးဖြစ်တဲ့ဟုတ်တဲ့နာမည်ကြီးခဲ့တဲ့ဒီဦးမြင့်ဆွေဘောနော်ဒီဒုတိယသမ္မတလောင်းအဖြစ်တင်ခဲ့တဲ့အတွက်အခုလိုမျိုးအန်အန်တင်ရရတယ်ဆိုပြီးတော့ရေးထားတယ်ပြီးတော့ဒီတက်မတော်အမိစင်းတင်သွင်းတဲ့ဒီဦးမြင့်ဆွေရာဒီ ဒီတက်မရော်မှာတာဝန်ယူခဲ့စဉ်ကလည်းဒီဆန္ဒပြမှုတွေကိုအများဆုံးကြိုက်တွဲနှိမ်နှင်းခဲ့လူတွေဖြစ်တယ်ပေါ့နော်ပြီးတော့နာမည်ဆိုးနဲ့တရားခဲ့သူဖြစ်တယ်ပြီးတော့2005တော့အရေးမှလည်းကြော်ကြားခဲ့တဲ့သူတဦးလည်းဖြစ်တယ်ပေါ့နော်ဒီအိဒါဒီဦးမြင့်ဆွေရဲ့အကြောင်းတွေသူကဖော်ပြထားတာပေါ့နော်သူပြောရတဲ့နေရာမှာဒီတပိုက်ကိုထည့်ပြီးတော့ထည့်သွင်းပြီးတော့ဖတ်ပြချင်ပါတယ်အဓိကတော့ဒီတခြားတစ်ဖက်မှာလည်းဒီပြည်အောင်စုတက်ခိုင်းရတဲ့ဖွံ့ဖြိုးရေးပါတီရဲ့ community wing တအုပ်လေးဖြစ်ပြီးပါတီရဲ့ရန်ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌလည်းဖြစ်သူအငိမ့်စားဒုတိယဘိုးဘိုးချုပ်ကြီး ဦးမြင့်စွေကိုတက်မတော်ကအခုလိုမျိုးအမိစင်းတင်သွင်းခြင်းဟာတဲ့စံခိုင်ပါတီရဲ့အချုပ်ချာအာဏာကို ထိတ်တန်းရတို့တခုအရယူလိုက်ခြင်းဖြစ်တဲ့ဟိုလေဒီနိုင်ငံရေးလေးလာသူတွေကလည်းသုံးသက်ကြရပေါ့နော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဟုတ်ကဲ့တို့ပင် ဖြစ်စေကမူတဲ့ဒုတိယသမ္မတလောင်းအဖြစ်ဖြစ်လာတာဝန်ထမ်းဆောင်ချိန်မှာတော့အခြေခံဥပဒေကပေးထားတဲ့တာဝန်ကိုလုံပိုင်ခွင့်အတိုင်းထမ်းဆောင်ရမည်ဖြစ်တဲ့အတွက်အမျိုးသားပြည်လဲတင့်မြေရေးကောင်းစင်အောင်ပါတဲ့နိုင်ငံတော်နဲ့နိုင်ငံသားများအကျိုးစီးပွားအတွက်ဒေါအောင်ဆန်းစုကြည်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့အတူတဲ့တခြားသက်ဆိုင်ရာတာဝန်ရှိသူ stakeholder အားလုံးနဲ့အပေးအယူမျှတတာပူးပေါင်းဆောင်ရွက်နိုင်ကြဖို့ကြိုးပမ်းမျှော်လင့်ပါတယ်ဆိုပြီးတော့ဒီ editor က the voice delay တွေဒါရေးထားရပါတော့။ဟုတ်ကဲ့ပါခင်ဗျာဒီလိုပဲ तू ဒါ AIDA အပေါ်မှာရေးထားတယ်လို့ပဲညွှန်လိုက်ရပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒါလူမှုကွန်ရက်တင်မအောင်နောက်ပြီးတော့တော်တော်များများလဲဟိုသတင်းတွေထွက်တယ်ကြားထားပါတယ်။ကျွန်တော်တို့အခုတင်လိုက်တဲ့ဒုတိယသမရဘောနော်ဦးမြင့်စွေနဲ့ပတ်သက်ပြီးတော့ဒုတိယသမရလောင်းဦးမြင့်စွေနဲ့ပတ်သက်ပြီးတော့ဒါတော်တော်လေးသတင်းတွေကလည်းထွက်နေတာပေါ့ကျွန်တော်တို့တင်သွားတဲ့ကိစ္စပေါ့နော်ဖြစ်သွားတာ။ကျွန်တော်များလူတီများတာကတော့ဟို 2020စက်တင်ဘာရေးခင်းမှာတော့ဒါတော်တော်လေးဟုတ်ကဲ့သူတိများခဲ့ပါတယ်။များခဲ့လူပေါ့နော်။သူရဲ့ background တွေရောသူကဖော်ပြပေးတဲ့ပုံစံပေါ့။ဟုတ်ကဲ့။ဟုတ်ကဲ့ပါ။ညီမရေးဒါဆိုလို့ရှိရင်တော့ဒါပထမဆုံးသတင်းတစ်ပုဒ်ကတော့ Daily 11သတင်းစာကသတင်းလေးတစ်ပုဒ်ကိုရွှေ့ထားပါတယ်။ဒါကတော့ကျွန်တော်တို့ဒါနိုင်နိုင်ငံရေးအကျဉ်းသားတွေနဲ့ပတ်သက်လို့ပေါ့နော်။ចောင်းသားတွေနိုင်ငံရေးအကျဉ်းသားတွေနဲ့ပတ်သက်တဲ့ကိစ္စလေးပါပဲခင်ဗျ။ဒီမိုကရေစီနဲ့လူ့အခွင့်အရေးလှုပ်ရှားမှုတွေကြောင်းနဲ့ဖမ်းဆီးခံရသူတွေကိုအများဆုံးလွှတ်ပေးဖို့1988ခုနှစ်မတ်လ13ရက်မှာကြာဆုံးခဲ့တဲ့ ကိုဖုံးမော်နဲ့ကိုစိုးနိုင်တို့ရဲ့28နှစ်မြောက်နှစ်ပတ်လည်အခမ်းအနားကျင်းပရေးကော်မတီကတောင်းဆိုလိုက်တဲ့သူတို့သတင်းလေးပါခင်ဗျာဒီနှစ်ပတ်လည်အခမ်းအနားကိုတော့ဒါမနေ့ကတော့မနေ့ကတော့ကျင်းပခဲ့တာပါမနေ့ကတော့ဒါရန်ကုန်စစ်မှုတပ်ကတော်မှာပေါ့နော်ဒါကျောင်းသားဟောင်းတွေကဥဆောင်ပြီးကျင်းပခဲ့တာပါဒီမှာဆိုလို့ရှိရင်တို့အနေနဲ့ဒါ statement တစ်စောင်ပေါ့နော်ထုတ်ပြန်ချက်တစ်စောင်လည်းထုတ်ပြန်ခဲ့ပါတယ်ဒီထုတ်ပြန်ချက်မှာဒါအခုလိုမျိုးထည့်သွင်းတောင်းဆိုလိုက်တာပါခင်ဗျ အဲသူတို့ဒီမှာဆက်ပြီးတော့ရေးသားထားတာကတော့ကိုဖုံးမော်နဲ့ကိုစိုးနိုင်တို့ကြဆုံးခဲ့ရတယ်တဲ့ရန်ကုန်စစ်မှုတပ်ကစော1988ခုနှစ်မတ်လ23ရက်အရေးအခင်းဖြစ်ပွားခြင်းဟာစစ်အာဏာရှင်စနစ်ရဲ့မတရားဖိနှိပ်ခြင်းလူခွင့်ရေးကင်းမဲ့ခြင်းဒီမိုကရေစီကင်းမဲ့ခြင်းပညာရေးလွတ်လပ်မှုမရှိခြင်းတဲ့စီးပွားရေးချွတ်ချုံကျလာခြင်းတွေကြောင့်ဖြစ်တယ်တဲ့အဲဒါကြောင့်မို့လို့ဒီ1988ခုနှစ်မတ်လ23ရက်နေ့ကနေစတင်ခဲ့တဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်တိုက်ပွဲကြီးရဲ့လွတ်လပ်ရေးကြိုးပမ်းမှုကာလကနေပြီးတော့ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီရေးတမိုင်းပေးတာဝန်ကိုထမ်းဆောင်ခြင်းပင်ဖြစ်တယ်ဆိုပြီးတော့ဒါအခမ်းအနားကျင်းပရေးကော်မတီကသတင်းထုတ်ပြန်ထားပါတယ်အဲဒါနဲ့ပတ်သက်ပြီးတော့ဒါစစ်မှုတက္ကသိုလ်ကចောင်းသားဟောင်းကိုရဲဇော်ဝင်းကပြောထားတာတော့နေ့စဉ်မတ်လ23ရက် ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကိုဖုံးမောကိုစိုးနိုင်ကိုစိန်အေးကိုအောင်မွန်တို့ဆုံးသွားတာကိုမမစ်စေလို့တဲ့ရည်ရွယ်ချက်နဲ့ဒီလိုလုပ်တာပေါ့ ဘာသာရေးထုံတမ်းအစဉ်လာအရာလဲနှစ်စဉ်ရက်လက်အခမ်းအနားလုပ်တယ်နိုင်ငံရေးအခမ်းအနားသဘောမျိုးလေးလဲပါတယ်ဆိုပြီးတော့ဒါသူကတော့ဆက်ပြီးတော့ပြောထားပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ဒါအခမ်းအနားကိုဟိုအခမ်းအနားကျင်းပတာနဲ့ပတ်သက်ပြီးတော့ဝိုင်းဝန်းကူညီပေးတယ်ပေါ့နော်နိုင်ငံရေးအကျဉ်းသားမြောက်ကူညီစောင့်ရှောက်ရေးအဖွဲ့ AABB ကကိုဘူကြီးကပြောထားတာကတော့အဓိကပြဿနာကရိုးရိုးလေးပါတမယိုးကျဖြစ်လိပြထရှိတဲ့ပြဿနာအရက်သားနဲ့ចောင်းသားနဲ့ပြဿနာသုံးတရားဖြစ်ကြတယ်ဒီပြဿနာဖြစ်တာကိုအစိုးရအနေနဲ့ကင်တွယ်ဖြေရှင်းတဲ့အခါအကျန်းဖက်ပြီးကင်တွယ်ဖြေရှင်းတာမျိုးဖြစ်တယ်အဲ့ဒီကနေ ပြဿနာဟာမလို့အဖက်ကြီးထွားသွားတာဖြစ်ပါတယ်။နောက်ဆိုရည်နေနဲ့ပြဿနာတွေဖြစ်ရှင်းတဲ့အခါကြမ်းဖက်တဲ့နီးနဲ့ဖြစ်ရှင်းတာမျိုးမလုပ်ဘဲစစ်ဆက်ဆွေးနွေးညှိနှိုင်းပြီးဥပဒေတိုင်းအမှန်တရားပတ်နဲ့ရပ်ပြီးတော့ဖြစ်ရှင်းမှုလိုပါတယ်။ဒါဟာအတိတ်ရဲ့သင်ခန်းစာပါ။ဒီသင်ခန်းစာကိုနောင်လာမဲ့အစိုးရတွေအနေနဲ့သင်ခန်းစာရှင်းလင်းလိမ့်မယ်လို့မြင်ပါတယ်။ဆိုပြီးတော့ဒါသူကတော့သူ့ရဲ့ဒါအမြင်ကိုဆက်ပြီးတော့ပြောထားပါတယ်။ဒီခန်းနောက်ကိုပေါ့နော်ကိုဖုံးမော်ကိုစွန့်နိုင်တော်မိသားစုဝင်နေနောက်ပြီးတော့ဆမ်မွတ်တက်ကသူចောင်းသားဟောင်းနေ ဆရာဆရာမတွေပေါ့နော်ဒါဒီပုံကိုယ်တွေမနေ့ကမနေ့ကလုတ်တဲ့ခန်းနာကိုတက်ခဲ့ပါတယ်ကိုစိုးနိုင်ရဲ့အမပေါ့နော်ခုနကတော့ဒါနှစ်ပတ်လည်ခန်းနာမှာအဓိကယူပြီးလုတ်တဲ့ကိုစိုးနိုင်ရဲ့အမဖြစ်တယ်တဲ့ဒေါ်မင်းမင်းကြီးကပြောထားတာကတော့မောင်ဖုံးမော်ကသာပွဲချင်းပြီးဆုံးသွားတာမောင်စိုးနိုင်ကဆေးရုံမှာ23ရက်ဝတ်ခံရတာပေါ့အဲ့ဒီအချိန်တွင်မှာသူတို့ကဒဏ်ရာအကြီးကျယ်ရထားတဲ့လူနာတယောက်ကိုလက်ထိတ်နဲ့ခြေထိတ်နဲ့ကရင်တန်နိုင်နဲ့ခြိထားတယ်ဒီလိုဖြစ်ပျက်မျိုးတွေကိုဘယ်ចောင်းသားကမှမဖြစ်စေချင်တော့ဘူးဒီလိုဖြစ်စဉ်နေနောက်နောက်အမကြီးတို့ ခန်းစားချက်မျိုးပဲမိဘဗန်ညီကိုမောင်မမမဖြစ်စေခြင်းမူဒီမိုကရေစီနိုင်ငံတော်ဖြစ်ထွန်းပါစေအောင်မြင်နိုင်ပါစေလို့ဆုတောင်းပါတယ်ဆိုပြီးတော့ဒါသူကတော့ပြောထားပါတယ်ဟုတ်ကဲ့ပါခင်ဗျဒါသူတို့တောင်းဆိုသလိုပဲเนาะအခုချိန်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါလက်ဗရန်ចောင်းသားရေးခင်းပြီးကြတဲ့ကပဲចောင်းသားတွေအများပြပါဗောနော်ဒါအခုချိန်ထိကျင်းလောက်တွေမှာထင်းထင်းခနာရတယ်နောက်ပြီးတော့နိုင်ငံရေးကျင်းသားတွေကိုဟိုမရှိတော့ပါဘူးလို့ပြောနေပေမဲ့လည်းအာဟုတ်ကဲ့ရှိနေသေးတယ်ဆိုတာတွေကလည်းဒါထုတ်ပြန်ချက်ဒီမှာမကြာခဏတွေ့မြင်နေရပါတယ်ညီမကြီးဟုတ်ကဲ့ပါ ကျွန်တော်ဆိုလို့ရှိရင်တော့ညီမဒုတိယမြောက်သတင်းတစ်ပုဒ်ဖော်ပြရွှေ့ထားလိုက်ခင်ဗျာဒီနေ့ထုတ်ဒီမြောက်ရီသတင်းစာပေါ့နော်အဲ့ရဒီလာမယ့်တကြံကာလအလဲရောက်တော့မယ်ဆိုတော့ဒီတကြံနဲ့ပတ်သက်တဲ့သတင်းတစ်ပုဒ်ယူချိတ်ထားပါတယ်အဓိကတော့ဒီတကြံကာလအတွင်းမှာအင်းရနှင့်ကန်တော်ကြီးတို့တွေနဲ့အများပြည်သူရည်နှင်းမှုအနေနဲ့မဖြစ်စေဖို့လုံခြုံရေးစောင့်ချက်ပေးသွားမည်ဆိုတဲ့ကောင်းစင်နေပေါ့နော်။ဟုတ်ကဲ့ပါ။ဒါလည်းနှစ်စဉ်ဖြစ်နေကြ ကိစ္စလို့ပြောလို့ရနေတဲ့အခြေအနေအောင်ဖြစ်နေပါပြီเนาะကန်နေရေစင်ကူမူယူရတဲ့ဟာပေါ်မှာတို့ကဒီနေ့တော့ဘယ်လိုပုံစံနဲ့လုပ်မလဲဆိုတာတို့ကရေးထားပါပေါ့เนาะဒီအခုလာမဲ့ဒီတချံပွဲတော်အတွင်းမှာတဲ့အင်းရနဲ့ကန်တော်ကြီးတို့မှာရေစင်ကူသူတွေရင်းနှီးမှုအနေနဲ့ဖြစ်စေဖို့အတွက်တဲ့မော်တော်ဘုတ်လေးလှေငယ်များနဲ့လုံခြုံရေးစောင့်ချက်ပေးမိဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီးလုံခြုံရေးနဲ့နေဆက်အရာဝန်ကြီးဌာနကတာဝန်ရှိသူတို့ကပြောပါတယ်တဲ့တို့ဆက်ပြီးပြောထားတာကတော့ ြောထားတာပေါ့နော်သူပြောထားတာကတော့ဒီတကြံပွဲအတွင်းမှာတောက်စားမှုရေးသူတွေနဲ့ရင်းနှီးသိဆုံးမှုတွေမရှိအောင်လုံခြုံမှုဆောင်ရွက်ပေးမှာပါတဲ့တချို့ကလေးတွေကလည်းရေစင်းစောရင်းနဲ့ရင်းနှီးသိဆုံးမှုတွေမရှိဘို့လှောက်ဆောင်ပေးရဖြစ်ပါတယ်လူအများကရေစင်းစောတဲ့ကန်းစံနာမှာ စက်တက်လှတွေထားရှိပေးသွားမှာဆိုပြီးတော့ဒီသူတို့ဆောင်ရွက်ထားတဲ့ကိစ္စနဲ့ပတ်သက်ပြီးပြောထားရပါတော့။ဒီတကြံပွဲတော်မှာတဲ့အများဆုံးလာရောက်အပန်းဖြေအနားယူရတဲ့နေရာဖြစ်တဲ့ဒီအင်းရနဲ့ကန်တော်ကြီးတို့မှာတဲ့အရက်သေးတာပေါက်စားမှုရစ်သူတွေရေကန်တင်းဆင်းပြီးတော့ညကူးတဲ့အခါမှာတဲ့ရင်းနှီးသေဆုံးမှုမရှိဖို့အတွက်အဓိကထားလှုပ်ဆောင်ခြင်းဖြစ်တယ်ဆိုပြီးတော့လည်းသူကဆက်လက်ဖော်ပြထားတယ်။ဒီမန်ဒတ်စတင်ဆောက်လုပ်တဲ့အချိန်နဲ့တကြံကာလအတွင်းမှာမန်ဒတ်များမှာထားရှိရတဲ့အခန်းတွေကိုလည်းဝင်ရောက်စစ်ဆေးသွားမယ်တဲ့။အခန်းများအတွင်းမှာပေါ့နော်မိစေဝါတွေ တုံးဆဲမှုတွေပေါ့နော်မွေးဆေးဝါးထားရှိမှုတွေဖန်စီရမိပါကလည်းတဲ့အဲ့ဒီမက်တက်ကိုချက်ချင်းပိတ်သိမ်းသည့်အထည်အေးယူမီဖြစ်ပြီးတော့တဲ့တွေ့ရှိရပြီးသူတွေအနေနဲ့လည်းဖုန်းဆက်ပြီးတော့တိုင်ကြားနိုင်တယ်ဆိုပြီးတော့သူတို့ဖော်ပြထားတယ်ပေါ့နော်ဟုတ်ကဲ့ပါခင်ဗျာဒါမနစ်တုန်းကလည်းကျွန်တော်တို့တချင်နားနေတဲ့အချိန်မှာထုတ်ပြန်ချက်တွေထွက်ပါတယ်ဒါကတော့ဒီ29ထွက်တဲ့ထုတ်ပြန်ချက်တွေမက်တက်တွေနားမှာအရက်သေးစားပေါ့နော်အဲ့မျိုးရောင်းချခွင့်မပြုတာပေါ့ guide block ထွက်ပါစားဒါပေမဲ့နှစ်စင်ရလဲဒါရောင်းနေတာပါပဲဟုတ်ကဲ့ဒါကတော့အခုလဲဒါဒီလိုပဲ ပြင်ညာထားတယ်ဗောနော်ဟုတ်ကဲ့ပါခင်ဗျာထုတ်ပြန်ချက်တွေညညာချက်တွေကတော့နှစ်စင်တစ်ကြံမလာခင်တော့ထုတ်ပြန်နေကြပဲဗောနော်တစ်ကြံတွင်းမှာလည်းနှစ်စင်ဒီလိုကိစ္စရလည်းဖြစ်နေကြပဲဖြစ်နေရပါဘူးဟုတ်ပါဟုတ်ကဲ့ပါညီမတွေဒါဆိုလို့ရှင်တော့ဒါနောက်ဆုံးသတင်းတစ်ပုဒ်ဗောနော်နောက်ဆုံးသတင်းတစ်ပုဒ်ကတော့7 minute daily ပါတလောက်ချက်3000တွင်းရမယ်တဲ့အငှားအင်ယာနေခွင့်မဲပေါက်သူတွေနေစရာရှိလို့ရှင်ပြန်သိမ့်မယ်ဆိုတဲ့သတင်းလေးပါခင်ဗျာဒါကတော့မနေ့ကတော့ဒါအငှားအင်ယာနေထိုင်ခွင့်လျှောက်ထားသူတွေကိုဗောနော်မနေ့ကမက်စလာ73ရက်နေ့မြန်မာ event ပတ်မှာ main night ရွေးချယ်ခဲ့တယ်ဒီ main night ရွေးချယ်တာကို ရှောက်ထားသူပေါ့နော်ရှောက်ထားသူဦးရေ900လောက်ကလာပြီးတော့စောင့်ကြည့်နေခဲ့ကြတယ်အခန်းပေါင်းဒီအိမ်ယာမှာဆိုလို့ရှိရင်အခန်းပေါင်းထောက်နေရရှိတယ်အဲ့ဒီအတွက်ကိုဒါမြို့နယ်တည်တည်ရှောက်ထားသူက2000လောက်ရှိပြီးတော့ပေါ့နော်ဒီထဲမှာအိမ်ပိုင်တဲ့သူတွေပါလာလို့ရှိရင် ပြန်ပြီးတော့ဒါဟိုမှာပေါ့ဟိုမပေါက်တဲ့သူတွေပြန်ပြေးသွားမယ်ဆိုပြီးတော့ဒါပြောထားပါတယ်ပြောထားတာကတော့ရန်ကုန်တိုင်းဒေသကြီးစောက်လို့ရေးဝင်ကြီးဦးကျော်စိုးကပြောထားတာပါအဲဒါနဲ့ပတ်သက်ပြီးတော့ဆာချက်ချုပ်တဲ့အခါလိုက်နာရမယ့်စီကံချက်တွေပါလာမယ် အဲ့ဒီစီကံချက်ချိုးဖောက်တာမျိုးအခန်းကိုတခြားသူလွှဲပြောင်းရောင်းချတာမျိုးတွေ့ရင်တိမ်မယ်ပြီးရင်မရှိတဲ့သူကိုပြန်ချပေးမယ်အစကတည်းကမရှိတဲ့သူတွေပေးဖို့ရည်ရွယ်ထားတာဆိုတော့အိမ်ရှိရတဲ့ရှောက်တဲ့သူတွေတွေ့ရင်ပေးမယ်အခုကတည်းကကန့်ကွက်တာတွေရှိရင်ချက်ချင်းစစ်စစ်ပြီးပြန်ပေးမှာဒါကြောင့်ခန်းကြီးတွက်ထပ်ပို့ပြီးရံမဲတွေထတ်တိုးထားတယ်ပယ်လိုက်တဲ့သူတွေနေရာမှာအစားထိုးနိုင်မှုဖြစ်ပါတယ်ဆိုပြီးတော့ဒါရန်ကုန်တိုင်းဒေသကြီးဆောက်လုပ်ရေးဝန်ကြီးကပြောထားတာပါဒီအိမ်ရမှာဆိုလို့ရှိရင်တော့ဗောနော်ဒီအခန်းပေါင်းက1200ရှိပေမဲ့ ဒီအိမ်ရနေရာမှာပဲအရင်ကတည်းကနှစ်စီနေထိုင်ခဲ့တဲ့48ဦးအတွက်အခန်း40ရှစ်ခန်းကိုဖယ်ပြီးတော့1152ခန်းကိုမင်းနိုင်ရွေးချယ်လိုက်တာဖြစ်ပါတယ်ဒီအိမ်ရမှာနေဖို့အတွက်ကိုတော့အဆိုးရကိုပေါ့နော်လာစင်တခန်းတခန်းအတွက်ကိုတလောက်ချက်3000ပေးသွင်းရမှာပါညီမကြီးအဆိုပါအိမ်ရမှာတဲ့ရှောက်ထားသူတွေကအိမ်ပိုင်ရှိပြီးတော့ငွေကြေးတက်နိုင်သူတွေလည်းပါဝင်နေတဲ့အတွက်တဲ့စီစီရေးအဖွဲ့အနေနဲ့မှန်မှန်ကန်ကန်စီစစ်တင်နေဆိုပြီးတော့လည်းရှောက်ထားသူအချို့ကပြောထားပါတယ်ဒါကတော့တကယ်လည်းစီစစ်တင်ပါတယ် ဒါသူတို့ကတော့တော်တော်များများကြားနေရပါတော့တချို့အိမ်ပိုင်းရှိသူတွေကလည်းဟိုမရှိတဲ့လိုပုံစံနဲ့ရှောက်တာတွေတော်တော်များများရှိနေဆိုတော့အာတကယ်မရှိတဲ့လူတွေအတွက်တော့ရှောက်တော့ကိုဟုတ်ကဲ့ရှောက်တော့သူကနှောက်ချက်လို့ဖြစ်နေပါတော့ဟုတ်ပါတယ်ခင်ဗျဒါကိုလည်းဒါနေထိုင်သူတွေကတော့ဟိုဟာရှောက်ထားသူတွေကတော့ပြောကြထားတဲ့အနေထားလေးပါခင်ဗျအဲဒီအိမ်ရန်ကတော့ဒါမဟာဗန္ဓုလအငှားအိမ်ရန်ကတော့တကုံမျိုးသစ်တောင်ပိုင်းအမှတ်နဲ့လမ်းမကြီးဘေးမှာတရှိတဲ့အိမ်ရန်တစ်ခုဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါဒါကျွန်တော်တို့ရန်ကုန်တိုင်းမှာဆိုလို့ရှိရင်တော့ပထမဦးဆုံးအစိုးရအနေနဲ့လုပ်ပေးတဲ့ ငှားအင်ရလို့ပဲပြောရမှာပါခုလိုအင်ရလေးတွေအများကြီးထပ်ပြီးတော့ပေါ်လာဖို့တက်ပဲမျှော်လင့်ရပါတယ်ဒီထဲမှာမှတကယ်လိုအပ်တဲ့သူတွေရောက်ဖို့အတွက်ကိုလည်းစီစစ်ပေးဖို့လည်းဟုတ်ကဲ့တကယ်လိုအပ်ပါတယ်เนาะဟုတ်ကဲ့ပါခင်ဗျစီစစ်ဖို့ဟုတ်ကဲ့ပါအဲဆိုဒီနောက်ဆုံးအစီအစဉ်ပေါ့เนาะကတ်တုန်းပေါ့ကတ်တုန်းအစီအစဉ်ကတော့ဒီနေ့ထုတ်ဒီစံတော်ချိန်နေ့စဉ်ရဲ့အချက်ပူခါကြီးမှာပါတယ်ကတုံးလေးရေးချင်တာပါတယ်ဟုတ်ကဲ့ပါဒီကတုံးမှာတော့ဒီလူနှစ်ယောက်ပေါ့နော်သူတို့ကဒီဘက်မှာဒီဘက်ကအတန်ပဲထွက်လာတယ်လူတော့မပြထားဘူးပေါ့နော်ပါရိုက်လိုက်မယ်တဲ့ဘာမှန်နေလဲတဲ့ အဲ့ကျမဒီအလဲကလူကဆိုးလိုက်ပုံများတဲ့ငါးနှစ်လုံးလုံးဆယ်မဲ့သူမတွေ့ဘူးတဲ့ဆဲတဲ့လူတွေပဲတွေ့ခဲ့တယ်တဲ့အဲ့ဒါဒီဘက်ကဒီနည်းနည်းအသက်ကြီးကြီးနဲ့လူပုံစံပြောတာအဲ့ဒါကြောင့်လေတဲ့ဆဲတဲ့လူတွေကအဖက်ဆယ်လူမရပျောက်ခဲ့တာလေတဲ့သင်ခန်းစာပေါ့ဆိုပြီးတော့ဒါလေးမျိုးရေးထားရပေါ့နော်ဟုတ်ကဲ့ပါခင်ဗျာကဲဒါကတော့ကျွန်တော်တို့ဒါပြီးခဲ့တဲ့အဲဒါဟိုတက်တန်းကာလာတွေတွင်းမှာပေါ့နော်ကျွန်တော်တော်တော်များလဲကြားမှာပါ ဟုတ်ကဲ့ပါပါရိုက်တဲ့ကိစ္စလေးနောက်ပြီးတော့ဒါတနေ့ကို2000နဲ့သုံးအောင်ပါလေနောက်ပြီးတော့ဖျောင်းနိုင်ပြီးထုံးမဲ့ကိစ္စလေးဟုတ်ကဲ့ထမင်းတနက်ရှော့စားလေးဒါတွေကတော်များတည်ပြီးသားပါခင်ဗျအဲ့တော့ကြောင့်မို့လို့လေဒီလိုမျိုးဟိုတနေ့2000တို့ဖျောင်းနိုင်ပြီးထုံးခိုင်းတာလေအခုဖတ်စင်မရအောင်ဆိုတဲ့အနေထားလေးကိုကတ်တုံးဆရာကဟုတ်ကဲ့ပေးရရေးသားထားတာလေးပါခင်ဗျ ဟုတ်ကဲ့ပါဒီကတ်တုန်းလေးလည်းပဲဒီနေ့မက်လာ၁၄ရက်နေ့မှာထွက်ရှိလာတဲ့သတင်းစာ channel တွေကကောင်းလို့ရတဲ့သတင်းတွေကိုထုတ်နှုတ်ဖတ်ကြားပေးတဲ့သတင်းစာဘောကဖတ်ဆရာစီစီဒီပါရီပြီးဆုံးပြီဖြစ်ပါတယ်ဒီဘီဘီကိုအားပေးကြည့်ရှုနေသူအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ရှင်